ဘုံတပည့်တော်လည်းမလျှောက်တော့ပါဘူးဟုတ်တယ်မလျှောက်တော့ပါဘူးဗျာနားလေပါလေရှင်ဗျာဟုတ်ပါပြီကဲဓမ္မိုးလင်ပြောဓမ္မအယူအရင်မေးကြည့်ရဓမ္မအယူကဖွင့်လိုက်အောင် တပည့်တော်လည်းရှောက်စရာတော့မရှိပါဘူးဖေကထပ်နာလိုက်ပါဦးမယ်ဖေကဟုတ်နားလေလားအခုလားဒီအလေးကနည်းနည်းလေးအကုန်လုံးဟိုမလုပ်ဘူးပြ။ဟုတ်ကဲ့ပြတ်သွားတယ်ဟဲ့လား။နည်းနည်းလေးနားမလည်ဘူးပြ။ထပ်နာလိုက်ပါဦးမယ်ပြ။ပြန်နာကြည့်လိုက်အောင်။ဒီမှာပြ။ဟိုဟာဟိုဟာအဓိကအခုဘယ်နှလေးကိုနားမလဲ။ ပြတ်သွားဦးစင်းဘက်ကလည်းမကောင်းတာလေနော်ဟုတ်တယ်ဦးစင်းဘက်ကရက်နေတယ်ကြားတော့ကြားရတယ်ဖေကဟုတ်ပါပြီဘုံဘုံဝင်ရှောက်မလားဩကြောက်ဘုံဝင်ဘာပြောကြရှိတော့တပည့်တော်ကအဲ့ဒီကပြန်လာရအောင်မယ်ဖေကနာပြီးမှဩ ်မရှင်းတဲ့ဟာကိုပြန်ပြီးတော့လျှောက်ပါမယ်ဖေ။အဲ့နနပိုင်းမှာနပိုင်းမှာပေါ့နော်အရှင်ဖေ။အအရှိပိုင်း तू ကအဓိကပြောဥစဉ်ကျန်တာတွေကဥပမာပြောလို့ပြောလေ။ဟိုဒီနေ့ပြောတာတင်ညာအားကောင်းမှသတိဖြစ်တယ်။အခုဆိုရင်ကာယပုံမှာတင်ညာနှမျိုးနော်။ဓာတ်ကြီးလေးပါပုံမှာ ပွားတဲ့တင်ညာနဲ့ကာယတွေအလုံးကယွန်စရာပါလားလို့မှတ်တဲ့တင်ညာရှိတာဒါပဲဗျာ။ နော်ဒီနေ့တနားရီလုံးကိုချုံလိုက်ဒီသုံးချက်ပဲရှိတယ်မဖြစ်နော်ကျွန်တော်ကနားလည်အောင်အသေးစိတ်လေးပြန်ရှင်းတာလည်းရှိတင်ညာကောင်းမှသတိဖြစ်တယ်နော်အခုတင်ညာကိုနှစ်နီးရှုတဲ့နေရာသင်ပေးလိုက်တယ်နော်ဓာကြီးလေးပါပုံမှာတင်ညာကိုကျင့်တာ ਨੇ ဒီကာယတွေဟာယွန်းစရာပါလားလို့မှတ်တဲ့တင်ညာကိုအထုတ်တာဒါပဲတယ်မဖြစ်နော်နော်လောကမှာဒါပဲဦးဇင်းတို့လား နော်ဒါဟိုဒီလိုပြန်လည်ပြောရင်ကြဒီလိုပြောလို့ရလို့တရားဟိုခုနတရားတနာကြီးမှာတရားပြောတဲ့ခါကျဒီလိုထည့်ပြောလို့မရတင်ပါဗျတင်ပါဗျာအားလည်းဘောပါပါဗျာဟုတ်ပါပြီတော့ခင်ဗျာဟုတ်ပါပြီအားလည်းဟုတ်ပြီပါ တော့နှိပ်ရပါကဲကိုကျော်ပြောဗာပြောရရှိကိုကျော်ဆရာဒီနေ့အရှင်ပြဟောတာတဘောပေါက်ပါလေဗျာဟိုထိုက်တင်တလောက်ပေါ့နော်ရှင်ထိုင်လာဆိုတော့ဒီတင်ညာကိစ္စပေါ့ရှင်ဗျာတပည့်ရောလေအဲ့ဒါကိုဟိုဟိုတော်တော်လေးကနည်းနည်းတွေးမိတာပေါ့နော်ဘယ်လိုတွေးမိလဲဆိုတော့ဟိုမမှတ်မိတာပေါ့နော်မှတ်မိတဲ့အပိုင်းမမှတ်မိတယ်မမှတ်မိတဲ့အပိုင်းမမှတ်မိဘူးပေါ့ ုမှာအရှင်လိုက်ဟောသွားအရှင်မြတ်ဆိုပတ်ပါရီနဲ့ခွဲပြီးဟောသွားဘူးတယ်ပေါ့နော်တပည့်တော်ကိုဟောတိုင်းအဲ့လိုဟောလိုက်တဲ့အခါကျတပည့်တော်ကပုံမှတ်မိတာပေါ့နော်တပည့်တော်ပြင်ဘလို့ပုံမှတ်မိလဲဆိုဥမာကိုကစာရွက်နဲ့ချရေးပြီးတော့မှကြည်လိုက်ပုံမှတ်မိတာပေါ့နော်အရှင်မြတ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့တပည့်တော်ကခုနပြောလို့ပေါ့ဟိုကြကြခန့်နေပေါ့ကောင်းနေမှာနော်အရှင်မြတ်ကြကြခန့်တော့အဲ့ဒါကိုရှူရပို့လွယ်တယ်ပေါ့နောက်တစ်ခုကတပည့်တော်သတိထားမိတာကတော့ဥမာ ကိလေသာတိတ်ပြင်းတာနဲ့မှတ်ရင်တော့ဟိုအာယုံမှာကိလေသာတိတ်ပြင်းပြင်းနဲ့ဆိုရင်လေအဲဥမာလောဘတိတ်ပြင်းပြင်းနဲ့မှတ်မှတ်သွားတယ်ဥမာအစားတောက်ခုစားတယ်ဟာအရန်ကောင်းတာပဲလို့အမှန်မှားကြီးနဲ့မှတ်လိုက်တယ်အရန်ကိုကြိုက်သွားတယ်အဲ့ဒီချိန်ကျရင်အဲတဏှာဥပါဒံအထိဖြစ်သွားတယ်မှတ်မိနေအဲ့ဒီတင်ညာကြီးကတအားကြီးဆွဲနေတယ်ပေါ့နော်ရှင်မဒါမှမဟုတ်လေတတိအရန်ကောင်းကြီးကြည်လင်နေတဲ့အချိန်မှာကိုယ်စိတ်ဝင်တစားမှတ်ရင်လေအဲအရန်ဒါတင်ညာကြကြခံနေပေါ့နော် ပြီးတော့အဲ့တင်ညာမကောင်းတဲ့အခါကျရင်လည်း တပီတော်တို့ကပြန်ပြန်မိသွားတဲ့ခါကျရင်တတိယတက်တင်တဲ့လောက်မတက်ဘူးပေါ့နော်ရှင်မအဲအဲ့ဒါဒီတော့တပီတော်ရှင်ပြားဒီနေ့ဟောတာဟိုအဲ့လိုတော့တဘောပေါက်မိတယ်ပေါ့တပီတော်လည်းအဲ့လိုစိတ်ထဲခံစားမိတယ်ပေါ့နော်အမျိုးပေါ့ကိုကျော်အပ်ပြတဲ့ဟာလေးကလေဟိုကျန်တဲ့လူတွေလည်းကျန်တဲ့သူတွေလည်းနားလည်အောင်ဟိုဟာလေးနည်းနည်းလေးဥစဉ်ခွဲပြလိုက်လောဘဟိုပိတ်ကြိုက်တဲ့အရာသာကိုစားနေတဲ့အချိန်ကျတော့အဲ့ဒီအာယုံပေါ်မှာဥပါဒဏ်ဖြစ်သွားနော်ဆွဲသွားနော်ဒီရတာကိုဆွဲလန်းသွားနော်အဲ့ဒီကာမုပါဒံ ਨੇ မှတ်ထားတဲ့တင်ညာမမီနေရအစွဲလန်းဖြစ်သွားဒီလားကိုကြောင့်ဟုတ်ပါဘူးခြိုက်တာတစ်ခုကိုစားတယ်အဲ့ဒါကိုစွဲလန်းသွားအဲ့ဒါကကာမှုပါဒံလို့ခေါ်တယ်ဥပါဒံနဲ့စွဲပြီးတော့တင်ညာကဥပါဒံကဖြစ်သွားဥပါဒံကြောင့်ဖြစ်တော့တင်ညာနော်ဟိုပိုရိုးဟိုဒါအကျဉ်းပြောတာဟိုအသေးစိတ်တော့ကာမှုပါဒံကြောင့်ဖြစ်တော့တင်ညာပေါ့နော်အပေါ်ရပြောရင်အစွဲလန်းကြီးလို့မှတ်မိသွားတယ်နော်အစွဲလန်းတော့ဖြစ်တာတစ်ခုနော်ခုနကကိုက ဒါကိုတေချာအားထုတ်တယ်စိတ်ကလည်းကိလေသာကင်းတယ်ဆိုတာကျတော့သူကနိဝရဏကင်းသွားတယ်နိဝရဏကင်းသွားတဲ့အတွက်တမာတိနဲ့ဒီအာယုံကိုသင်္ကေရှာအရှာတမာတိတည်သွားမတူးတွေ့လားတယ်ပါဗျာလုံးဝဆန့်ကျင်ပဲနော်နိဝရဏကင်းလို့ပညာမြဲတာတခုတွေ့လားတယ်ပါဗျာအစွဲအလန်းကြီးလို့မမေ့တော့တာတခုတယ်ပါဗျာ เออได้ๆเนาะคุณน่ะกูจะပြောတာသဘောပေါက်တယ်เนาะအဲ့ဒါလေးဦးသိန်းကြောင့်ပြန်ပြီးတော့ဟိုကိုကျော်ကွဲအောင်လို့ပြောပြ။ဩဒါခိတနာကိလေသာဥပါဒံကဒီလိုတောင်းဒီကိုဆွဲသွားတာပဲ။ဒါသမဦးဦးသိန်းတော့ကလေအမိလက်ရ။အေးမုံဝင်ကားလေးဆိုဒီဒီမုံဝင်ကားလက်ရနော်အရင်တစ်ခေါက်စားလုံးကနေမတူတော့တွေ့လား။တင်ပါတင်ပါ။ तू ဟာအဲ့လိုဆွဲနေတာ။ဒါပေမဲ့ तू နင်းနင်းလေးရောနေတတ်တယ်။ဟိုအရာသာကိုဆွဲတာမဟုတ်ပြီမယ်။နိဝရဏကင်းတဲ့ပုဂ္ဂိုလ်ကကျတော့အရာရာကို तू အလိုလိုမှတ်မိ။တင်ပါဗျာ။ အလိုလိုမှတ်မိနေသူအရာရာကိုသူကကျတော့ဒီဝရဏကင်းမှုနဲ့မှတ်မိသူနှစ်ခုကသူကဟိုပေါ့ reset ကတူးနေတယ်အဖြစ်ပြက်ကမတူးနော်အကုန်မှတ်မိတယ်အကုန်ဆွဲလန်းတယ်မတူးဘူးဗျာတက်ပါဗျာနိဝရဏကင်းလို့မှတ်မိတယ်အဆွဲလန်းကြည့်လို့မှတ်မိတခြားစီတက်ပါအဲ့မှာအဲအဲ့ကိုကြောက်အဲ့ဒါပဲနော်ကိုကိုအဲ့လေးလည်းပြန်ကြည့်ကြည့်တက်ပါဗျာအဲ့တော့ရဒီတင်းဘယ်လိုအဲ့လိုအစပေါ်လာရင်ပြောစရာအများကြီးပဲ တော့တာတာတာတိလေလေကုညာမှာရှင်းလေလေတင်ပါဗျာတင်ပါဗျာအဲ့တင်ညာတာအရေးပါရစပုံပဲဒါကောင်းတယ်တင်ပါတင်ညာတော်တော်အရေးကြီးอ่ะတတိလိုပဲအရေးကြီးမှတအားကြီးကျဲမှန်းပေါ့နော်ရှင်ပြရှင်ပြဟောင်းဟောင်းနဲ့တပီးတော့ပူတိလာတော့ဆိုတော့ကိုတင်ညာကောင်းဖို့လေကိုကိုနီကိုဟန်ပေါ့နော်ရှင်ပြနော်တပီးတော့ဆိုရင်ပါပဲပြောပြောဟိုချရေးလိုက်ရင်တော့ပုံမှန်မိတယ်တပည့်တော်ဆိုအေးလေးနဲ့စိတ်အေးထားပြီးချရေးချရေးပြီးနောက်ဆုံး ဟိုစကားဘုစကားတရလို့အာကုံဆောင်မအာကလူဆိုတဲ့ပုံစံမျိုးအဲ့စကားလိုပဲပေါ့တပီတော့လေတချို့ဟာတွေကတော့မဖြစ်ဘူးငါအာကုံဆောင်ထားမှရမှာအာကုံမမဆောင်ထားရင်တော့ငါမေ့နေတော့ဒါဒုက္ခပဲအသက်ကြီးလာတယ်မှတ်ဖို့ကခက်လေပေါ့နော်ရှင်မအုံနောက်ကခုနပြောလိုပဲတက်လာဖို့မရှိဘူးကြာသွားဖို့ပဲရှိရတယ်တပီတော့အဲ့လိုအာကုံဆောင်ပြီးကြက်ကြက်ဆရာရှိရလဲကြက်ရမယ်ပေါ့တပီတော့အဲ့လိုစိတ်ထဲမှာမှတ်ထားတာပေါ့နော်ရှင်မအဲ့လိုပဲခံယူထားတာပေါ့ရှင်အထောက်အကူဖြစ်အောင်ပေါ့ရှင်တင်ပါ့မယ် ဟိုဟိုတချို့အရေးကလေဥစဉ်ပြောသလိုပေါ့ဒီနှစ်တနာကြီးဆိုလဲဥစဉ်ပြောတဲ့အချက်ကအဓိကဒီတစ်ချက်ပဲဒီသိပညာညေးမှတတိဖြစ်တာတော့ဒါကိုမေ့သွားရင်အခုတော့ဟုတ်နေတာပေါ့အခုတော့သိတာပေါ့နော်နောင်ကြရင်မေ့သွားရင်အဲ့ဒါဒီအကျိုးကျေးဇူးမရဘူးတကယ်ကအဓိကတတိဖြစ်ဖို့ကသူကအရေးကြီးဆုံးကိုဒါသလုံးဝကိုမေ့လို့ညာဥစဉ်လို့ဆိုရင်ပါဠိလိုဈောင်ထားပေါ့ပုံမှန်ဆိုလေပြောလိုက်ရင်တော့ပါဠိရဲ့ကိုစိတ်ရောက်ပြီးတော့လေအဲ့ဒါကိုမှတ်ညာနဲ့ချိန်ကုန်သွားမှဆိုပြီးကြော်ချလိုက် တင်ပါဗျာကိုအားထုတ်တဲ့တတိတိဒီအယုံပေါ်မှာတင်ညာကိုအထက်ထက်လှုပ်ထားလို့အထက်ထက်မှတ်ထားတော့မှအမေဖုန်းနံပါတ်ကိုအထက်ထက်မှတ်ထားတော့မှမမေ့တော့လားလေနော်အထက်ထက်မှတ်ထားတဲ့ဖုန်းနံပါတ်တလုံးဘယ်တော့မမေ့တော့တော်ခဏခဏအဲ့လိုတအားကိုမှတ်ထားတော့မှဒါမှဘလောက်မှတ်ထားမှတ်ထားကြရင်မေ့လာနော်လေးချင်းတင်ပါဗျာမမေ့အောင်တင်ပါဗျာနော်အများကခေါ်နေတဲ့ဖုန်းစံမမေ့တော့ကြာ တင်ပါဗျာအဲ့တော့အမြဲတမ်းအားထုတ်နေမှမမေ့ပါဘူးကြည့်လားတင်ပါဗျာတော့မခေါ်တာကြာသွားရင်မေ့သွားရှိတယ်မမေ့လောက်အောင်ဆိုရင်တော့လည်းမမေ့ဘူးတော့တစ်လုံးပဲနော်တစ်လုံးမမေ့လောက်အောင်ဒီလိုငယ်ငယ်တုန်းကဟိုးငါတန်းငါးနှစ်သား၆နှစ်သားလောက်ကလေးကအိမ်မှာရှိတဲ့ကျိုးဖုန်းနံပါတ်ကဦးစင်းတို့ခုချိန်ထိဘယ်တော့မမေ့ဘူးတစ်လုံးအကျိုးဖုန်းဆိုဖုန်းနံပါတ်တွေလွယ်တာကိုနော်အဲဒါမျိုးကြတယ်မမေ့တော့ဘူးမခေါ်တာကြာလိုက်ယူမခေါ်တာဆိုတော့လေ၄၃၄၀ရှိနေပြီလေဒါပေမဲ့ တက်ခဲ့တာဆွဲလို့နော်အဲအဲ့လောက်ဆွဲနေအောင်မှတ်ထားရင်လည်းမမေ့တော့အဲအဲ့လိုပဲကာယဟာယွန်းစရာပါလားဆိုတာဖုံးနဲ့မမှတ်မိတဲ့ကောမမှတ်မိဘူးတက်ပါဘုရားမြေလားတက်ပါဖုံးနဲ့မတခုမှတ်မိတဲ့လောက်ကိုမမှတ်မမှတ်မိကြတာဘုရားမြေလားတက်ပါဗျာကာယဟာယွန်းစရာပါလားလို့သာဖုံးနဲ့မဆွဲတဲ့လောက်ပဲဆွဲသားပါတရားတက်လာဟုတ်တယ်မှာတယ်မှာနောက်ကြိုးပါလားနော်ဟုတ်ပါမှာအဲလူစားပါမယ်ဗျာ ဟုတ်ပါပြီကဲဒီပါလျှောက်ချင်ပါသေးလေဟောင်းနေတော့ဒီတရားဟိုဥစဉ်ကအချင်းချုပ်ပြန်ပြောတာဆိုတော့လျှောက်ဆရာတော့သိမရှိကြဘူးပေါ့ကဲအစ်စ်တေတွေကပါပြောစရာရှိပါလေပြောပါမေးစရာပြောစရာမရှင်းတာပြောတယ်မှာဒီလိုပါလေ ဟောဓမ္မကြီးပြောတင်ပါဗျာတပိတော့လည်းဆရာဘုရားအစင်းနေမပြေနိုင်လို့တင်ပါတပိတော့လည်းမဝင်နိုင်တာဗျာတပိတော့လည်းခုနပြီးကန်ဒီလေးမှပဲဝင်ရပါတယ်ဗျာတင်ပါတပိတော့ Telegram ကတော့ YouTube တို့ကတော့ဗျာတင်ပါဗျာတပိတော့လည်းရှောက်ဆရာလေးတွေရှိပါသေးရဲ့ဗျာအခုလည်းပြီးကန်ဒီမှတပိတော့ဝင်နိုင်နိုင်တာပါဗျာဩတင်ပါပညာအားကောင်းရင်တတိဖြစ်တယ်ဆိုတာကိုလေးဗျာတင်ပါဗျာဟုတ်တယ် တပိတော်ဆရာတော်ဖရာဟိုပါ Facebook မှာတော့တင်ထားတပိတော်လည်းဒီနေ့တိတ်မကြည့်နိုင်တော့ဗျာခုရက်ပိုင်းနေရာလေးလို့ဖြစ်နေလို့ဗျာမျက်စိကတိတ်သွားမှဖြစ်လို့ဗျာဒီမှာအဲ့ဒီအတုပကမ္မထာ32ခုထာတာကိုဆရာတော်ဗျာအဲ့ဒီစာကြောင်းလေးနဲ့ရေးပြီးတော့มาပေးတာလေးဗျာဒီမှာအนุလုံပฏิလုံပေါ့เนาะရှင်ဗျာတပိတော်အဲ့ဒါလေးတော့ဒီမှာဗျာအဲ့ဒါလေးတွေတော့ဆရာတော်တော်လို့အုပ်စုတစ်ခုလေးသွားအပြန်နောက်ကအုပ်စုနှစ်သွားအပြန်တစ်ကနေသွားအပြန် အဲ့လိုလေးတွေပေါ့ရှင်ဗျာတပီတော့အဲ့ဒါလေးတွေကတော့အမြဲတမ်းဟိုတင်ညာသဘောမျိုးလေးနဲ့ပေါ့နော်ရှင်ဗျာတပီတော့ဟောဖြစ်ပါလေဗျာတပဲကိုတော့ခန္ဓာကိုယ်တော့လိုက်တော့လိုက်ကြည့်ပါလေဗျာတပီတော့သိတော့ဟာမဖြစ်သေးဘူးပေါ့ရှင်ဗျာအလုကတော့ရသွားပြီသဘောဖြစ်သွားပါလေဗျာတင်ပါဗျာဟုတ်တယ်ရှိဆုံး၅ခုကိုပဲအပြန်အလှန်တားထင်အောင်လုပ်ကိုရ32ခုလုံးမလုပ်ရင်တော့လေ ။ဦးစင်းကတော့ဦးစင်းကကိုကအဲ့ဒီ32ခုလုံးကိုလေလုံနီးပဲဟာလုတ်ပြီးတော့ကိုကတော့အဲ့ဒီ32ခုလုံးလိုက်မလုပ်ဘူး။ဦးစင်းရှေ့ဆုံး5ခုတော့ကိုကျွမ်းကြောင်းလိုက်။နော်။ဟုတ်ပါပြီ။ကိုကတော့ဟိုဘောအများစုကိုတင်ချင်တာဆိုတော့32ခုလုံးလုံးမဲ့လူကိုလေနီးရရယုံပဲလုပ်လိုက်။ဦးစင်းကတော့ဘာကိုမြင်လို့တော့တော့အယိုးအသားကျော်အေးအေးပြ။ကိုကြီးခြေတက်လေတဲ့သွားအေးပြလေ။ နော်အဲအဲ့ဒီဟာပဲဖြစ်ဖြစ်အယိုးသားကျော်အရေးပြားဖြစ်ဖြစ်ဦးစက်ကော့ကိုရွေးလိုက်အယိုးသားကျော်အရေးပြားနဲ့ကလီတာကိုဆုပ်လိုက်အဲ့အဲ့တဏီလေးအထုတ်ကြည့်တယ်ဒါမှမဟုတ်ဆဗင်အမွေးခြေတက်လေတဲ့သွားပေါ့အဲ့ငါးခုကိုပဲထင်ရှားတဲ့ထင်ရှားအောင်အဲ့ငါးခုကိုပဲအနုလုံပတိလုံပေါ့အဲ့ဒီမှာဦးစင်တို့သဘောပေါက်ပါအော်ဒီကမထန်းကဒီလိုပါလားအဲဥစဉ်ကတော့ဒီမကြီးအဲ့လိုအဲ့လို၅ခုလောက်ကိုပထမဆုံး၅ခုဒါမှမဟုတ်ဥစဉ်ဖောက်ပြီးတော့ကို၃၂ခုထဲက ရွေးကောက်ကောက်လိုက်အယိုးရဲ့အသားရဲ့အကြောရဲ့အရေပြားရဲ့ရွေးကောက်ကောက်လိုက်တော့ကလီစာရဲ့ကျွန်တော်အဲ့လိုကလီစာထလို့စုပလိုက်နော်အယိုးအသားအကြောအရေပြားကလီစာဆိုပြီးအဲငါးခုလုံးပေါက်ကောက်ပြီးတော့အပြန်လာရှုကြည့်အဆင်ပြေပြန်ရောဒီလားဒါဒါဒါဦးသိရှုနီးပြောပြနော်ဟိုတစပြေစကားလို့ခေါ်တယ်ဆံပင်ဟိုဖျားအစင်အတိုင်းပါဠိတော်အစင်အတိုင်းပေါ့လေဆံပင်အမွေခြေတဲ့လက်တဲ့သွားအရေပြား အဲအဲ့ဒီအတိုင်းသွားတာလေရအရေပြားသွားခြေသေးလက်သေးအမွေးဆံပင်နော်အဲ့ဒီငါးခုကိုအလိုအနုလုံးပတိလုံးလုံးပတိလုံးကျွမ်းချင်းနေအောင်သွားပြီးတော့တခုချင်းကိုထင်ရှားတဲ့ထင်ရှားအောင်ရှုတခုချင်းကယွန်စရာပါလားလို့ကြည့်တာတိတ်လွယ်တာပဲတမထာပြန်ပါဗျာနော်အဲအလိုအလိုအလိုလေးလုပ်ကြည့်ဒါမှမဟုတ်32ခုလုံးမှတ်ရတာပြောင်းနေတယ်သူတအားခက်ခဲပြီးမှန်းနေနော်လူငယ်ကြောက်နေနေသူပြင်းနေ အဲ့လိုများမှကောင်းတာလူကြီးကြရင်တော့ဦးစင်းအဲ့၅ခုလောက်ပေါ့ဦးစင်းကိုယ်တိုင်ကို32ခုလုံးလိုက်မလုပ်ဘူးလုပ်ရင်ချိန်ကြာကြီးလောက်မှာဆိုတော့ရွေးကောင်၅ခုလုပ်တယ်နော်အစ၅ခုလုပ်ကြည့်လိုက်တယ်နှစ်ခုနဲ့တည်းဦးစင်းလုံလောက်ပါမှန်ပါဗျာနော်တပိတော့လည်းဆရာတော်ရှောက်မလို့ဗျာတပိတော့အဲ့32ခုတောင်တော့ရတော့ရသွားပြီလို့ရှင်ဗျာဘလို့ရှုရမလဲပေါ့ရှင်ဗျာတအားများတော့တပိတော့လည်းအဲ့လိုမျိုးလေးဖြစ်ဩလေးကျမဆရာ တွေးတော့ခန်းစားနေရတဲ့အယိုးလိုအကျော်လိုအဲ့ဒါကိုရှုလို့ရပါတယ်နော်ရှင်ပြဒုတိယအုပ်စုပေါ့နော်ရှင်ပြခုနပြောသလိုတရားဟုတ်တယ်ရှင်ပါဆရာလေးနဲ့ရှုရွေးပြီးရှုကြည့်ပေါ့ရှင်ပါဗျာတရားထိုင်ရင်းနဲ့လည်းရှုဒီတိုင်းပြပါရှုပေါ့နော်အခုတစ်ခုတော့အဲ့ဒါအခုတစ်ခုပဲတခြားရှုကြည့်ပေါ့ဟုတ်တယ်သူထိုင်မှရှုတာမဟုတ်ဘူးတတိယတိုင်းအဲ့ဒါကိုကြည့်ကြည့်ပေးနော်ရွန်စရာဆိုတဲ့အမှတ်အသားကို နော်ခုနဇပင်းဆိုတဲ့အမှတ်အသားကိုခေါ်တာအမွှေးဆိုတဲ့အမှတ်အသားကိုခေါ်တာအယိုးဆိုတဲ့အမှတ်အသားကိုခေါ်တာအဲအဲ့လိုမျိုးပုံစံနဲ့တခြားကြည့်ပါတယ်မှန်ပါဗျာအဲ့ဒါဆိုဒီမှာပိုင်သွားလိမ့်မယ်နောက်ဆုံးလို့ခြုံပြီးတော့တကောလုံးဟာယွန်စရာပဲလို့ပဲရှုစားနေတဲ့အဟာရလေယွန်စရာပဲလို့အမှတ်ပြီနော်အဟာရပေါ်မှာလေယွန်စရာလို့မှတ်တာမှန်ရင်မှန်ရင်မှန်ရင်နဲ့တတိကောင်းလာတယ်နော်အဟာရပေါ်မှာပါတိဖြစ်လာတယ်ကာယပေါ်မှာတတိဖြစ်လာတယ် အဲ့ဒီတတိအားကိုဥစဉ်ကခဏနဲ့ညံကူးလဲဆိုတာကိုယ့်ရဲ့ပါရမီအလျောက်ကလွယ်သွားလွယ်ကူမှာပါပါရမီအလျောက်သွားတယ်လို့ပဲပြောရတော့မှာလေလုံရဒါပဲကိုနော်ကျန်တာပါရမီရဲ့နေကြကြရှူရတယ်ပါရမီပြည့်သွားရင်ခဏပဲရှူရတယ်ဒါပဲသူကဟိုတရားဟိုထပ်ပြီးထူးခြားတာမရှိတော့ဘူးဟိုထူးပြီးသင်စရာမရှိတော့ဘူးကာယ ानु ပတ္တနာအနေနဲ့ရလေနော်လုံရဒါပဲကိုဒီညံနေရင်မျက်ကြကြရှူရတယ်ညံများရင်ပါရမီများရင်ပါရမီရင်ရှူချိန်နေတယ်ဒါပဲသူ เนาะလွယ်တယ်เนาะဒီမှာကာယကာယရှုခွက်ကတအားလွယ်တာဟုတ်ပါလေခင်ဗျာတင်ပါဗျာတွေ့တော့တွေ့တော့တကြံတရားစခန်းလုံးကလည်းတပီတော့ပထမတစ်ချိန်ပဲတပီတော့ထိုင်နိုင်တယ်ဗျာတပီတော့နောက်ရက်ကျနောက်တစ်ချိန်ကစပါပြီးတပီတော့မူးလာဘလို့မှတကြံမှာအဲ့လိုမျိုးဖြစ်တာဗျာဟိုဟာရက်စက်အောင်တပီတော့ပြန်ပါလေဗျာအိတ်ရင်းနဲ့ပဲရှင်ဗျာအဲ့လိုဖြစ်နေရတာဗျာ ဟုတ်တယ်တော်တော်လေးအဲ့လိုတရားတရားတရားစခန်းကတော့တော်တော်လေးနဲ့သွားတယ်ဓမ္မနုပဒနာဥစဉ်ကိုယ်တိုင်ကိုဟာငါဘာလို့နောက်ဆုံးပြောမိလိုက်တာလဲမသိဘူးပေါ့တစ်ခေါက်တော့တော့ပြန်လာဦးမှာဆိုပြီးတော့နားကိုမနာဖြစ်သေးလို့ပြန်လာကြည့်ရအောင်တယ်ပါဗျာဟုတ်တယ်ဓမ္မဆိုတော့ကျေလွန်းသွားတာဟုတ်နော်တင်ပါဗျာတင်ပါဗျာဟုတ်တယ်ဟုတ်တယ်ပါဗျာတပည့်တော်လည်းဆရာတော်ဗျာတင်ပါခုနကအာရကိုဓမ္မကြီးခုနပြောသလိုတင်ညာကိုဓမ္မယွန်းစရာဆိုတာ ਨੇ အဲ့ဒီအရှုခံကာယကိုထင်ရှားအောင်နှစ်မျိုးပဲလောက်ပါတွေ့လားเนาะအရှုခံကာယထင်ရှားဖို့အဲ့ဒီထင်ရှားလာတဲ့အရှုခံကာယကယွန်စရာမှန်းသိဖို့ဒါလေးပဲเนาะပါဠိလိုပြောနေလို့ဆက်စုပ်စရာတို့ဟောဒါရိုက်ဘာသာပြန်လို့ဆက်စုပ်တာတို့မတင့်တယ်တာတို့ဖြစ်နေတာမြန်မာလိုပြောတော့ယွန်စရာလို့ပြောတာเนาะအဲ့အဲ့ဒါသားဓမ္မကြီးရှုကြည့်အတုပဆိုတာယွန်စရာကိုပြောတာဟုတ်ပြန်ပါပြန်ဟုတ်ပါပြီဓမ္မကြီး เนาะไอ้เราพี่พี่ซีชูจิญาติอติญาณนี่ตัดลาบาเลยเนาะหอบป่ะพี่โอเคมาแล้วชื่อชอบผู้สิล่ะแต่พี่เดี๋ยวไม่ชอบดอกเสียน้าทำเลยเสียได้ไหมเสีย ဟုတ်လျှောက်ဆရာရှိလားလျှောက်ဆရာရှိရင်လျှောက်ပါမရှိရင်ဥစဉ်ကျန်တဲ့လူတွေပြန်သတိပြန်ပေးတာခုနအတိုင်းပါပဲပညာကိုလျှော့ဖို့အတွက်ပါလေပညာအကောင့်ရင်သတိဖြစ်လာလိမ့်မယ်ကာယပေါ်မှာပညာကျင့်ပြီးနှမျိုးပေးလိုက်ပါတယ်မနက်ဖြန်ကိုဒီနေ့နဲ့မနက်ဖြန်ကိုသတိရတိုင်းအထုတ်ကြည့်ကြပါတပတ်ခါကြပါ ပြန်တွေ့ကြတာပေါ့နော်ယေဇေချာလေဒီဗာ